အာတကယ်သူတို့ရအမြင့်ဆုံးမျှော်လင့်ချက်လည်းဖြစ်တယ်တမတော်ကတော့တစ်ဖက်မှာဒီ AA ရဲ့ AA ရဲ့ကျွန်တော်တို့ဒီ AA ရဲ့အရှိန်ကိုရှော့ချဖို့တဲ့တစ်ဖက်မှာတမတော်ကကြောက်ဖြူနေစုတွေပေါ်မှာတမတော်ကထိုးစစ်ကိုဆလိုက်တယ်အဲ့တော့ AA ကတော့လက်ရှိအခြေအနေမှာကျွန်တော်ဗျာများနေငလာပါမြန်မာနိုင်ငံအတွက်ပဋိပက္ခတန်တဲ့သူမှန်ကန်တဲ့သတင်းတွေကိုအမြင့်တဲ့ reaction လုပ်ပေးတော့မှာဖြစ်ပါတော့ကြောင့်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ပေးကြပါအောင်နော်အနည်းမှတရှိတဲ့ဒါကျွန်တော်တို့ဒီရက်တရင်အမှတ်37ပေါ့ဗျာ37ရဲ့ scan scan ကိုတမတော်က ဒါဒီကနေ့မနက်2နာရီလောက်ကဘုံကျဲရှင်းလင်းလိုက်တယ်ဘုံကျဲရှင်းလင်းလိုက်တဲ့အခါမှာစစ်သွေးကြွတွေထိခိုက်ဒေဆုံးမှုတွေရှိတယ်ထိခိုက်ဒေဆုံးမှုတွေရှိတယ်အဲ့ဒီနေရာကစစ်သွေးကြွတွေကဒီနေရာမှာသူတို့စကန်းချပြီးတော့စကန်းချပြီးတော့သူတို့နေထိုင်တယ်နေထိုင်တဲ့နေရာကိုတက်ကဘုံကျဲလိုက်တယ်အဲ့တော့ဘလောက်သေးတယ် ဘလောက်တည်သွားတယ်ဘာတွေဆက်ဖြစ်လဲဆိုတော့ကျွန်တော်တို့မသိရပါဘူးတက်ကတက်မတော်ကတော့ဒါဒီကနေ့မနက်ပိုင်းမှာကျွန်တော်တို့ပြင်းပြင်းထန်ထန်လေးကြောင်းဗိုလ်ချုပ်မှုတွေပြုလုပ်ပါတယ်အဲ့ဒါနဲ့တစ်ဆက်တည်းပဲကျွန်တော်တို့ရခိုင်ပြည်နယ်ရဲ့တိုက်ပွဲချင်းကိုတင်ပြပါမယ်လက်ရှိတော့ကျွန်တော်အန်နဲ့ဘရန်နာပိုင်းမှာတိုက်ပွဲတွေကတော့ဆက်ရှိနေပါတယ်တက်မတော်ကတော့ကျွန်တော်တို့စစ်သွေးကြွတွေအပေါင်းပါတွေလှုပ်ရှားမှုကိုတောက်လျှောက်ကျွန်တော်တို့ဒါဝင်ရတဲ့ drone တွေနဲ့ကင်းတော့တယ် drone တွေနဲ့ကင်းတော့ပြီးတော့တောက်လျှောက်ဒီ drone တွေနဲ့ဗိုလ်ချုပ်မှုတွေကတောက်လျှောက်ရှိနေပါတယ်အဲ့တော့မနေ့ကဆိုရင်မနေ့ကဆိုရင်ကျွန်တော်အန်နဲ့ဘရန်နာပိုင်းမှာတရှိတဲ့ ဒီရှိတဲ့ကြီးတက်မရိုရဲ့စကန်အနီးမှာစစ်သွေးကြွတွေကသူတို့ထိုးပေါက်တိုက်ခတ်ဖို့ဆိုသူလှုပ်ရှားလာတယ်လှုပ်ရှားလာတဲ့အခါမှာကြီးတက်မရိုရဲ့ဒီ drone တပ်ဖွဲ့တွေကဒီလိုအခြေအနေကိုကင်းတောက်နိုင်ပြီးတော့တောက်လျှောက်ကိုကျွန်တော်တို့စစ်သွေးကြွတွေရဲ့ဒီစစ်ကြောင်းတစ်ကြောင်းလုံးအပြုတ်ရှင်းနိုင်ခဲ့ပါတယ်ရှင်းနိုင်ခဲ့ပါတယ်ဒါတော့ကျွန်တော်တို့အဲ့ဒီရဲ့ဒီအန်နဲ့ပဒန်းလာမရဲ့အခြေအနေတစ်ခုပါအခြားသောဖြစ်စဉ်တွေလည်းရှိပါတယ်အဲ့တော့နောက်ထပ်နောက်ထပ်ဖြစ်စဉ်တစ်ခုတော့ကျွန်တော်ရခိုင်မီနယ်တောင်ပိုင်း EAR ရခိုင်မီနယ်တောင်ပိုင်း EAR တိုင်းရဲ့ကျွန်တော်တို့ဒါနေကြပါဗျာတနည်းအားဖြင့်ရိုးမအဆက် ြေးရွာတွေမှာတော့ကျွန်တော်ထီထွေးတိုက်ပွဲတွေကဖြစ်တယ်အဲတာရကအနေနဲ့ကတားကြောင်းမျိုးနဲ့ချင်းလေရွာ ငတားညောင်းမြို့နယ်ချင်းလွရာကိုစစ်သွေးကြွအေးနဲ့အပေါင်းပါတွေကမတ်လ18ရက်နေ့ကသူတို့ဝင်ရောက်လာတယ်။ဝင်ရောက်လာတဲ့အခါမှာဒီဝင်ရောက်မှုကိုတပ်မတော်ကတပ်မတော်လှုပ်ရှားဆင်ကြောင်းတွေကသိရှိပြန်တော့မှအဲဒီကျောင်းမှာရှိတဲ့အေးရဲ့အေးနဲ့သူ့ရဲ့အပေါင်းပါတွေလှုပ်ရှားနေတော့သွားပြီးတော့ဝိုင်းပြီးတော့နေမြေရှင်းလင်းမှုတွေလုပ်တယ်။လုပ်တဲ့အခါမှာကျွန်တော်တို့စစ်သွေးကြွအေးအဖွဲ့ဝင်အလောင်း၃လောင်းရတယ်။ပြီးရင်ကျွန်တော် rifle က10လက်ရတယ်။ပြီးရင်ကျွန်တော်ဆက်လက်နှစ်လက်ပြီးရင်ကျွန်တော်တို့ဆက်ဆက်တဲ့ခရမ်းနေကြီးတွေရရှိခဲ့တာတွေ့ရပါတယ်။ပြီးတော့ကျွန်တော်နောက်ထပ်ကတော့ညောင်ကျိုးပါ။အဲ့တော့ညောင်ကျိုးမှာတော့လက်ရှိဒီတိုက်ပွဲတွေကဆက်ရှိနေပါတယ်။အဲ့တော့ညောင်ကျိုးအခြေအနေကလက်ရှိဒါစိတ်ပူလာမယ်စိတ်ပူလာတဲ့အခြေအနေမှာမရှိပါဘူး။ လက်ရှိတက်မတော်ကတော့ကျွန်တော်တို့ဒါလေချောင်းထူးရှိထူးစစ်ကိုတောက်လျှောက်တရှင်တို့လက်ရှိလုံနေတာတွေ့ရတယ်တိုက်ပွဲတွေကတော့ကျွန်တော်တို့ဆက်ပြီးတော့အဲဆက်ပြီးတော့ကျွန်တော်ဆက်ဖြစ်နေတယ်အညောင်ကျိုးတိုက်ပွဲကကျွန်တော်နိုင်ငံရဲ့တကယ့်ကိုအရေးပါတဲ့နေရာပါ။ဘာကြောင့်လဲဆိုတော့တစ်ဖက်မှာနိုင်ငံတော်ကာကွယ်နဲ့ပတ်သက်တဲ့စက်ရုံတွေရှိပါတယ်။အဲ့တော့စစ်သွေးကြွတွေကဒီစက်ရုံတွေကိုထိချုပ်နိုင်ဖို့ဖျက်ဆီးနိုင်ဖို့အတွက်သူတို့အင်အားတွေအလုံးညုံသုံးပြီးတော့အင်အားတွေများစွာသုံးပြီးတော့ဗျာစစ်တိုက်တာတော့သူအင်အားအလုံးညုံပဲသုံးသုံးဘလို့ပဲသုံးသုံးဒါတော့သူကိစ္စ။အင်အားများစွာနဲ့သူတို့တိုက်ခတ်နေတာရှိပါတယ်။အဲ့တော့တပ်မတော်ကလက်ရှိအညောင်ကျိုးမှာတပ်မတော်က ဒါအကြမ်းဖက်သမားတွေကိုတောက်လျှောက်ကျွန်တော်ဝင်ရောတိုက်တယ်ပြီးဒရုန်းနဲ့လည်းကင်းတော့ပြီးတိုက်တယ်ပြီးမြေပြင်စစ်ကြောင်းတွေကလည်းလုံလောက်တဲ့ဒါအင်အားနဲ့ဒီတိုက်ခိုက်နေတဲ့အနေအထားရှိပါတယ်အဲ့တော့ညောင်ကျိုးညောင်ကျိုးကိုလာတိုက်တဲ့စစ်သွေးကြွတွေဒါသူတို့စစ်ဦးချိုးသွားပြီဆိုတော့ A ရဲ့လှုပ်ရှားနိုင်မှုကတော်တော်လေးကိုကျွန်တော်တို့အားနည်းသွားမယ့်အခြေအနေပါတစ်ဖက်မှာလည်းကျွန်တော်တို့ညောင်ကျိုးရဲ့အရေးပါမှုပါညောင်ကျိုးရဲ့အရေးပါမှုကတစ်ဖက်မှာကျွန်တော်တောင်ကုန်းနဲ့ချိန်ထားပါတယ်တောင်ကုန်းကရခိုင်ပြည်နယ်မှာတောင်ကုန်းကတကယ့်ကိုကျွန်တော်တို့အရေးကြီးတဲ့ချက်ပိုင်းပါတောင်ကုန်းမြို့ကရခိုင်ပြည်နယ်တပြည်နယ်လုံးအတွက်အရေးကြီးပါတယ် ။ဘာကြောင့်လဲဆိုတော့တောင်ကုန်းကတစ်ဖက်မှာကျွန်တော်တို့တောင်ကုန်းနဲ့တောင်ကုန်းနဲ့ကျွန်တော်အန်းကိုဆက်သွယ်ထားတဲ့လမ်းမရှိတယ်။တစ်ဖက်မှာတော့ကျွန်တော်တောင်ကုန်းကနေပြီးတော့ကျွန်တော်တို့ဒီဒီဘကူတိုင်းနေရာကြီးပြည်အုံချစ်ပင်တောင်အုံချစ်ပင်ပြည်ဘက်ကိုဝင်တဲ့ဝင်ပေါအဲ့ဒီလမ်းပိုင်းကိုလည်းတောင်ကုန်းကပိုင်ဆိုင်ထားတယ်။တစ်ဖက်မှာတော့ရခိုင်ပြည်နယ်တောင်ပိုင်းရဲ့လမ်းပိုင်းကိုလည်းပိုင်ဆိုင်ထားတယ်။အဲ့မှာကျွန်တော်တို့အဲအေရဝတိုင်းနေရောက်တယ်ပေါ့ဗျာ။ပြန်တဖက်မှာတောင်ကုန်းကလည်းတဖက်မှာဆိုရင်ကျွန်တော်ရေချောင်းနဲ့ချိတ်ဆက်တာလေတဖက်မှာကျွန်တော်တို့ရံပြဲတို့ရံပြဲတို့ကြောက်ဖြူတို့အဲ့ဒီလမ်းပိုင်းတွေကိုလည်းရေချောင်းနဲ့ချိတ်ဆက်တာလေအော်ဒီတောင်ကုန်းကတကယ်ကိုကျွန်တော်မဟာပြွာကြရနေလား ောင်ကုတ်ကအရင်အရေးကြီးတယ်တောင်ကုတ်ကတော့တော့ကိုအရေးပါရခိုင်ပြည်နယ်မှာကျွန်တော်တို့တောင်ကုတ်ကတကယ့်ကိုအရေးပါတာပါတောင်ကုတ်ကတကယ့်ကြီးပါဒီတောင်ကုတ်ကနေပဲအဲဒီစစ်သွေးကြအေတွေကသူတို့ရဲ့ဒီထောက်ပို့လမ်းကြောင်းကိုတောင်ကုတ်ကနေပဲကစားနေရဖြစ်ပါတယ်တောင်ကုတ်ကနေကစားနေရတပတ်မှာခင်ဗျာဒီဘက်မှာဒီတောင်ကုတ်ကနေတပတ်ကိုဆက်သွင်းမယ်ဆိုတပတ်မှာရေချောင်းနဲ့ဆက်သွင်းမယ်ဆိုရင်ခင်ဗျာကြောက်ဖြူရံပြဲကျုံတွေသွားလို့ရတယ်ရေချောင်းနဲ့ကုန်းလားဆိုတပတ်မှာကျွန်တော်တို့အမ်ဘက်ကိုတက်လို့ရတယ်တပတ်မှာကျွန်တော်တို့တောင်ကုတ်အုပ်ချုပ်ပင်လမ်းပိုင်းကိုပိုင်ဆိုင်ထားတယ်တပတ်မှာတော့ကျွန်တော်တောင်ကုတ် တောင်ကုန်းကလည်းဒီဘက်ရခိုင်ပြည်နယ်တောင်ပိုင်းထိလမ်းကြောင်းကိုပိုင်ဆိုင်ထားတယ်တောင်ကုန်းကတကယ်ချက်ပိုင်းပါတကယ်ချက်ပိုင်းပါလက်ရှိမှာတော့ကျွန်တော် AA အတွက်ကတော့ကျွန်တော်ဗျာများနေတာတွေ့ရပါတယ်ဘာကြောင့်လဲဆိုတော့တက်မလို့ကဒီစစ်မျက်နှာအသက်ကိုတက်မလို့ထပ်ဖွင့်လိုက်တယ်အဲ့ဒါကဒီစစ်တွေမျိုးအနီးမှာရှိတဲ့ A ရဲ့လှုပ်ရှားမှုကိုတက်မလို့ကထိုးစစ်ထိုးစစ်ဆောင်လိုက်တယ်ထိုးစစ်ဆောင်လိုက်တဲ့အတွက် A ကဒီဘက်မှာသူတို့အတုံးနဲ့သေးတယ်သေးတဲ့အခါမှာသူတို့ရဲ့ဒီတောင်ကုန်းမှာသူတို့ရဲ့ဆုထားတဲ့တက်တွေကိုဒီဘက်ကို ဒါစစ်တွေဘက်ကိုပြန်ပြီးတော့ခွဲရတယ်ပြီးရင်ကျွန်တော်ကြောက်ဖြူဘက်မှာလည်းတပ်မတော်ကထိုးစစ်ဆတယ်တပ်မတော်ထိုးစစ်ကတပ်မတော်အဓိကတော့အဲ့ဘက်မှာတုံးတာကကျွန်တော်တို့ဒီဝင်ရေထိုးစစ်ကိုအများဆုံးသုံးပါတယ်အဓိကတော့ကျွန်တော် drone drone ထိုးစစ်ကိုတောက်လျှောက်သုံးပါတယ်ဝင်ရနေတောက်လျှောက်ကင်းတော့ပြီးတောက်လျှောက်ကျဲတယ်အဲ့တော့ AI အဲ့ခါမှာသူအတုံးယုံတည်ရတဲ့ခါတည်နေတဲ့ခါမှာသူကဒီတောက်ကုန်းမှာရှိတဲ့ super die သူရဲ့တက်တွေကိုတစ်ဖက်မှာကျွန်တော်တို့ကြောက်ဖြူကိုပြန်ပို့ရတယ်တစ်ဖက်မှာကျွန်တော်စစ်တွေကိုပြန်ပို့ရတယ်လက်ရှိ AI အတွက်ကလည်းကျွန်တော်စစ်မျက်နှာကတော်တော်များသွားပြီတော်တော်များသွားပြီအဲ့တော့လက်ရှိ AI ရဲ့ဥတည်ရလမ်းကြောင်းကသူတို့ကဒီ ဟိုဟာပေါ့ကျွန်တော်ပြေဝင်ပေါ့ပြေဝင်ပေါ့ပြေဝင်ပေါ့အုတ်ချစ်ပင်ပေါ့ဗျာအုတ်ချစ်ပင်အေဒီယာကိုတို့ထိန်းချုပ်နိုင်ရင်ပါအဲ့ဒီမှာတို့အင်အားကိုတို့အလုံးအများကြီးသုံးထားတယ်အဲ့ဒီကတို့ရဲ့တကယ်အာတကယ်တို့ရဲ့အမြင့်ဆုံးမျှော်လင့်ချက်လည်းဖြစ်တယ်တမတော်ကတော့တစ်ဖက်မှာဒီ AA ရဲ့ AA ရဲ့ကျွန်တော်တို့ဒီ AA ရဲ့အရှိန်ကိုရှော့ချဖို့တဲ့တစ်ဖက်မှာတမတော်ကကြောက်ဖြူနေစုတွေပေါ်မှာတမတော်ကထိုးစစ်ကိုဆလိုက်တယ်အဲ့တော့ AA ကတော့လက်ရှိအခြေအနေမှာကျွန်တော်ဗျာများနေပြီဗျာများနေပြီတမတော်ကဒီညောင်ကျိုးမှာရှိတဲ့ဒီစစ်သွေးကြော AA ရဲ့ အသူတွေရဲ့ဒီစေအေးလှုပ်ရှားမှုကိုကျွန်တော်တို့အလုံးစုံထိန်းချုပ်နိုင်ပြီဆိုရင်တော့ဒါအေးကတော့အေးကတို့ရည်မှန်းခဲ့တဲ့အာရခနိုင်ငံအိမ်မက်ကတော့ဒါပြက်ပြဲသွားမှာဖြစ်ပါတယ်အဓိကအာရခနိုင်ငံရဲ့အိမ်မက်ကဗျာခမရကလည်းဒီစစ်တွေမျိုးမကြမချင်းသူတွေရဲ့အိမ်မက်တွေမက်လို့မရဘူးဘလို့မှမက်လို့မရဘူးလက်ရှိကတော့ခမရ ဒါအာရကအိမ်မက်ကပြက်ပြဲသွားတဲ့အနေထားကိုရောက်နေပြီစပြီးပြက်ပြဲနေပြီ။ဘာကြောင့်လဲဆိုတော့သူတို့ရဲ့ဒီညောင်ကျိုးတိုက်ပွဲကလည်းသူတို့ထင်သလောက်အလုံးမဖြစ်ဘူး။တပ်ဖက်မှာလည်းတပ်မတော်ကဒီစစ်တွေနဲ့ဒီကြောက်ဖြူဘက်မှာတပ်မတော်ကအကြမ်းဖက်တွေရဲ့နေရာတွေကိုခြေကုပ်တဲ့နေရာကိုတပ်မတော်ကထိုးစစ်တွေဆင်နေ။တပ်ဖက်မှာလည်းတပ်မတော်ကဒီတောင်ကုတ် ကိုတောင်ကုတ်ကိုဒါဒီတောင်ကုတ်မှာရှိတဲ့အကြပ်ဖတ်သမားတွေရဲ့ဒါဒီထောက်ဖို့လမ်းကြောင်းကိုတက်မတော်ကဖြတ်တောက်မှုတွေတော့ရှိတယ်။အပြေဝါဖြတ်တောက်နိုင်ပြီဆိုရင်တော့ A ကတော့ကျွန်တော်တော်တော်လေးဗျာများနေမယ်အနေထားပါ။အဲ့တော့ဒီစစ်သွေးကြော A ရဲ့အဒီကထောက်ဖို့ပင်မနေရကတောင်ကုတ်ဖြစ်ပါတယ်။တောင်ကုတ်ကတော့တကယ်တကယ်ကြီးရခိုင်မြည်နယ်ရဲ့တပီနယ်လုံးရဲ့ဒါအသက်သွေးကြောဖြစ်တယ်။အဲ့တော့ကုံစီပို့ဆောင်ရေးကိုကြည့်လိုက်ပါ။ကုံစီပို့ဆောင်ရေးတွေအားလုံးကဒီတောင်ကုတ်ကနေပဲဖြန့်တာပါ။ တောင်ကုတ်ကနေပဲကျွန်တော်ရခိုင်ပြည်နယ်တောင်ပိုင်းကိုဖြတ်နေရခိုင်ပြည်နယ်မြောက်ပိုင်းကိုဖြတ်ပါတယ်တောင်ကုတ်ကသာကျွန်တော်တို့အဓိကအဓိကကြားရနေရပါအဲ့တော့ဒီသတင်းပြန်ချောရမယ်ဆိုတော့ဒီတပ်မတော်ရဲ့ဒီရခိုင်ပြည်နယ်စစ်စင်ရတော့တပ်မတော်ရဲ့ဒီအောင်မြင်မှုတွေကများစွာတွေ့ရတယ်လက်ရှိကျွန်တော်ညောင်ကျိုးမှာဆိုလဲတပ်မတော်ကဒီအကြမ်းဖက်သမားတွေရဲ့လှုပ်ရှားမှုကိုကောင်းကောင်းထိန်းချုပ်နိုင်တယ်အဲ့တော့ဒီစစ်ဝဲတဝဲအစုံပြက်ကကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ဖို့လိုပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိဒါဒီလက်ရှိစစ်သေးကြွအေရီယာတို့တောက်လျှောက်ကိုတို့ဝါရားဖြန့်နေပါတယ်သူတို့ရဲ့ဒီပြောဆိုမှုတွေတကယ်ဝါရားဖြန့်မှုလားဖြစ်ပါတယ်အာညောင်ကျိုးမှာရှိတဲ့ကာကင်းတွေတို့ရပြီဟိုကရပြီခင်ဗျားအဲ့လွန်ခဲ့ ဲတဲ့အ3လရက်လောက်ကအော်တာတို့တော်လည်းပဲခင်ဗျာသူတို့ရဲ့ပြောဆိုမှုနဲ့လက်တွေ့မြေပြင်မှာကများစွာများစွာကောလိပ်ချက်တွေများစွာရှိပါတယ်တက်မတော်ကလက်ရှိညောင်ရိုးဧရိယာကိုတက်မတော်ကအပြေအဝါထိချုပ်ထားတယ်လိုအပ်တဲ့ကျွန်တော်တို့ဒီလေးချောင်းပြစ်ကူတွေလည်းတောက်လျှောက်သုံးနေတယ်မြေပြင်ကလည်းကျွန်တော်လိုအပ်တဲ့လုံလောက်တဲ့ဒါ ်ထောက်ပို့မှုလည်းတောက်လျှောက်လုပ်နေလို့ကျွန်တော်သိအဲ့တော့တပိတ်ချင်းမှလည်းဒီတမတော်ရဲ့ထူးစစ်ကဒီများစွာကျွန်တော်တို့အောင်မြင်မှုတွေရရှိနေပါတယ်တမတော်ရဲ့ထူးစစ်ကကျွန်တော်တို့ဒီမတ်လမှာအဲဒီဒီလက်ရှိဒီမတ်လကနေစပြီးတော့ဒီတမတော်ရဲ့ထူးစစ်ကအရှိန်အဟုန်ကောင်းကောင်းနဲ့ဒီထူးစစ်ဆင်လာတာတွေ့ရပါတယ်ပြီးတော့ကျွန်တော်တို့တစ်ဖက်မှာဒီတပိတ်ချင်းတပိတ်ချင်း9မိုင်တပိတ်ကြီး9မိုင်ပတ်လည်မှာရှိတဲ့စစ်သွေးကြွတွေရဲ့စကန်တွေကိုအခိုင်အမာစကန်တွေကိုတက်မလို့ကဒီရပိုင်းမှာကျွန်တော်ထိကျုံနိုင်ခဲ့တယ်။အဲဒီမှာအကြမ်းဖက်သမားတွေအလောင်းတွေလက်နက်တွေကိုတက်မလို့ကများစွာများစွာများစွာရရှိခဲ့တယ်။ဒါနဲ့တစ်ဆက်တည်းပဲကျွန်တော်တို့ ဒါဒီကနေ့မနေ့ကပါဗျာမနေ့ကမှမနေ့ကမှဆိုလဲဒီတပိတ်ချင်းမြို့နယ်ရင်းညာဦးရွာရင်းညာဦးရွာအနီးမှာရှိတဲ့ဒါအကြံဖတ်သမားတွေရဲ့စကန်ကိုတမလို့ကတိမ့်ပိုင်နိုင်ခဲ့တဲ့စကန်တစ်ခုပါအဲ့မှာလဲကျွန်တော်တိမ့်ပိုင်နိုင်ခဲ့တယ်တကယ်ကိုအမာကန်စကန်ပါအဲ့မှာအကြံဖတ်သမားတွေအလောင်းကိုရရှိရကမှဒီ PLA ဗတ်စိတ်နဲ့အလောင်းတွေတွေ့ရပါတယ်အော်ဒီ PLA ဗတ်စိတ်ဆိုတာကဒီမောင်ဆောင်ကငဆောင်ကဦးဆောင်တဲ့ PDF ဖွဲ့ပါအဲ့ဒီရဲ့အဲ့ဒီကဒီဗတ်စိတ်တွေပါဗတ်စိတ်တွေပါတဲ့အလောင်းတွေကျွန်တော်တို့ရရှိခဲ့တယ်အဲ့ဒီရဲ့လမ်းပိုင်းကကျွန်တော်တို့ ဒီဒီကျွန်တော်တို့ဒီဟောပေါ့တွင်းငယ်တွင်းငယ်ဟာနေပြီးတော့ကျွန်တော်မုံမိတ်ဘက်ကိုတက်တဲ့လမ်းပိုင်းမုံမိတ်ဘက်ကိုတက်တဲ့လမ်းပိုင်းအဲ့တော့အဲ့ဒီလမ်းပိုင်းမှာရှိတဲ့ point scan ကိုရတာပါအဲ့တော့ဒါကိုကျွန်တော်တို့ကကြီးကြီးအပြည့်တက်မတော်က ဒီတွင်းငံနဲ့တွင်းငံနဲ့ဒီမိုးမိတ်ဆက်သွင်းထားတဲ့လမ်းမိုင်းကိုပြန်ပြီးထိချုံနိုင်ရေးအတွက်တပ်မတော်ရဲ့ထူးစစ်ကတော်တော်လေးကိုခိရောက်သွားပါပြီ။အဲ့တော့တစ်ဖက်မှာဆိုရင်လည်းကျွန်တော်တို့ဒီကြောက်ကြီးတက်ပေါ့။အဲ့တော့ကြောက်ကြီးတက်ကလည်းလက်ရှိဒီမိုးကုတ်လမ်းမိုင်းကိုပြန်ပြီးတော့ဆုံးမနိုင်ဖို့အတွက်ဒါနေမြေလှုပ်ရှားမှုတွေကလည်းဒါလှုပ်ရှားနေရလို့သိရတယ်။တစ်ဖက်မှာတော့ကျွန်တော်တို့ဒီစင်ကူးမြို့နယ်လက်ပံလအဲ့တော့လက်ပံလရွာပေါ့ဗျာလက်ပံလရွာပေါ့ဗျာတကယ်ကိုကျွန်တော်တို့ကတကယ်မှာဖြူဝါရဲ့လမ်းပေးမှာရှိတဲ့ရွာကြီးပါ။အဲသူကဒီစေကူးတက်တော်စီပါတယ်အဲ့ရွာ။ စင်ကူကအရာဝီမြေကမ်းပေးမှာကြားတယ်သူတို့ကတော့ကျွန်တော်တို့တကယ်မဟာဗျူဟာလမ်းကြီးပေါ်မှာကြားတယ်ပေါ့ဗျူဟာလမ်းပေးရရွာကြီးပေါ့ဗျာတို့ရွာကြီးပါတယ်အဲ့အိမ်မှာကျွန်တော်တို့ရခိုင်ကလည်းကျွန်တော်ဒီရွှေရောင်းဝယ်တွေလုပ်တဲ့နေရာပေါ့ဗျာရွာကြီးပါပြီးခဲ့ရက်ကလည်းတမလို့ကဒီ TNL PDF ရဲ့အကောက်ကွန်စကန်ကိုတက်ကဘုံချက်လိုက်တယ်ဘုံချက်လိုက်တဲ့ကောင်မှာ PDF ဖုန်းအားလုံး90လောက်သေးတယ်အပြည့်အထည်တန်ရရတယ်ဒီအပိုင်းမှာလည်းကျွန်တော်ထက်ကျဲပါတယ် တော့တပ်မတော်ရဲ့ထိုးစစ်ကတော့ကျွန်တော်တို့တော်တော်လေးကိုမျက်ဝါးထင်ထင်တွေ့လာရတယ်။အဲ့တော့ကျွန်တော်တို့အားရကျင်းတဲ့ဖို့ကောင်းတာကဒီတပိတ်ချင်းရဲ့ထိုးစစ်ပါ။တပိတ်ချင်းမှာရှိတဲ့တပ်မတော်ရဲ့ထိုးစစ်ကတော့ကျွန်တော်တို့တော်တော်လေးကိုအရှင်ဝန်ကောင်းတယ်။တတိယပြည့်တောင်ခမ်းနီးတူ အောင်မြင်မှုတွေကျွန်တော်တို့များစွာရထားပါတယ်ကျွန်တော်ဒါတော့ကျွန်တော်တို့ဒါတော့ဒီတပည့်ချင်းအခြေအနေပါတစ်ဖက်မှာတော့ကျွန်တော်တို့မင်းကုန်းပါအဲ့တော့ဒီအခြေအနေပြောရကျွန်တော်မင်းကုန်းခြေအနေလည်းမပြောလို့မရပါဘူးအဲ့တော့မင်းမင်းကုန်းတကြောမှာဒီငါဆောင်ကအဖွဲ့နဲ့96စိုးကြားဆိုတဲ့ဒီ P စစ်သွေးကြော PDF အဖွဲ့တွေမင်းကုန်းဘက်မှာသူတို့လှုပ်ရှားမှုတွေရှိလာတယ်လမ်းပိုင်းမှာလည်းကျွန်တော်လှုပ်ရှားမှုတွေရှိလာတယ်အဲ့တော့အဲ့ဒီအခြေအနေတော့ကျွန်တော်မျက်ခြေမပြတ်ဖို့လိုတယ်ဘာကြောင့်လဲဆိုတော့အကြမ်းဖက်သမားတွေအဲ့ဒီဘက်မှာသူတို့လှုပ်ရှားမှုတွေသူတို့လှုပ်လာတယ်ဘာကြောင့်လဲဆိုတော့သူရဲ့ဒီ TikTok file ဒီမှာလည်း ဒါအဲ့ဒီဒေတာဘက်မှာလှုပ်ရှားလာတဲ့နောက်ခံအရေးအောင်တွေများသာတွေ့ရတယ်ဒေတာကလည်းဒေတာကိုမေးတဲ့အခါမှာလည်းစစ်သွေးကြွားတွေကဒီဘက်မှာလှုပ်ရှားမှုတွေရှိနေပါပြီเนาะဒါရှိနေပါတယ်ဒါကြောင့်ဒါကြောင့်ကျွန်တော်မင်းကုန်းတကြောကိုလည်းကျွန်တော်တို့ကဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ဒါကျွန်တော်တို့ဒါတော့တပိတ်ချင်းနဲ့ဆက်ဆက်တဲ့အခြေအနေပေါ့ဗျာဆက်ပြီးတော့ကြည်ထပ်ပြောတာပေါ့နောက်ထပ်ကတော့ဒီတိုက်ပွဲတွေပြင်းထန်တဲ့နေရာပါအဲ့တိုက်ပွဲတွေပြင်းထန်တဲ့နေရာကတော့ဒီရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့ဒီကယားပြည်နယ်ရဲ့ဝင်ပေါင်းဖြစ်တဲ့မိုးပြေ တော့မိုးပြင်းမှာတော့တိုက်ပွဲတွေကတော်တော်လေးပြင်းထန်နေပါတယ်မိုးပြဲတိုက်ပွဲကတော်တော်လေးပြင်းထန်နေပါတယ်တပ်မတော်ကလက်ရှိအကြမ်းဖက်သမားတွေခြေကုပ်ထားတဲ့ point ကုန်းတွေကိုတပ်မတော်ကဒါထိန်းချုပ်နိုင်တဲ့အနေအထားတွေရှိတယ်ဆက်ပြီးလဲကျွန်တော်တို့တိုက်ပွဲတွေကဆက်ပြင်းထန်နေတယ်ဘာကြောင့်လဲဆိုတော့မိုးပြဲမျိုးကဒီဘက်ကတစ်ဖက်မှာရှိတဲ့စစ်သွေးကြွားတွေအတွက်လည်းအရေးကြီးတဲ့နေရာဖြစ်သလိုတပ်မတော်ကလည်းဒီမိုးပြဲမျိုးရရှိအတွက်တကယ့်ကိုအရေးပါပါတယ်ဒါကြောင့်ကျွန်တော်တို့မိုးပြဲတိုက်ပွဲကဒါအင်အားကုန်တုံးပြီးတော့နှစ်ဖက် တိုက်ခိုက်နေတဲ့တိုက်ပွဲပါအဲ့တော့တိုက်ပွဲကတော့ကျွန်တော်တို့တော်တော်လေးပြင်းထန်တယ်လို့သိရပါတယ်အဲ့တော့အသေးစိတ်တော့ကျွန်တော်ဒီညမှာမတင်ပြတော့ပါဘူးနောက်တဲ့အခြေအနေတစ်ခုကကျွန်တော်တို့ဖလန်းမြို့ပါလက်ရှိလေကကျွန်တော်ဒီဖလန်းမြို့မှာတော့တိုက်ပွဲတွေကပြင်းထန်နေတယ်ဖလန်းမြို့ရဲ့တိုက်ပွဲကအရေးကြီးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့တစ်ဖက်မှာကျွန်တော်ဟာခါရှိပါတယ်အဲ့တော့ဖလန်းမြို့ကဖလန်းမြို့ကဟာခါအတွက်အရေးကြီးပါတယ် ဟာကားအတွက်အရေးကြီးလို့ဟာကားကလည်းဖလန်းအတွက်အရေးကြီးပါတယ်။နှစ်ဖက်လုံးကကျွန်တော်အပြန်အလှန်မိခုံနေရတဲ့နေရာပါ။လက်ရှိတော့ကျွန်တော်ဖလန်းမြို့မှာတိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပါတယ်။ဖလန်းမြို့မှာကျွန်တော်စီရေးရအရေးပါတဲ့နေရာကတော့တခုကတော့ကျွန်တော်ဖျားကုန်းပါ။အဲခရိယံကျွန်တော်တို့ဒီခရိယံခရိယံကျွန်တော်ချက်ချောင်းလို့ပြောပါတယ်။ခရိယံချက်ချောင်းကလည်းအရေးကြီးတယ်။တစ်ဖက်မှာကျွန်တော်ဆေးုံကုန်းအဲဆေးုံကဒီနေ့နေရာကဒီဖလန်းမြို့ရဲ့အရေးပါတဲ့နှစ်နေရာပါ။ တော့ကျွန်တော်တို့ဒီအဲ့ဒီလောက်ပဲကျွန်တော်တင်ပြချင်ပါတယ်တဖက်မှာတော့ကျွန်တော်မင်းကွန်ပါအဲ့တော့မင်းကွန်မှာတော့ကျွန်တော်တို့ဒီငါဆောင်ကားအဖွဲ့နဲ့ဒီ96စိုးကြဆဲစစ်သွေးကြ PD အဖွဲ့တွေလှုပ်ရှားမှုတွေကတော့ဆက်ရှိနေပါတယ်